မင်္ဂလာပါရှင်။ဒက်ဆလီဗယ်ဒီနုရဲ့စက်တင်ဘာလ29ရက်နေ့ည9:00နာရီထိနောက်ဆုံးရနုပညာသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ဆိုင်ဝင်တဲ့ပေါ်မှာပြုံမူခဲ့တဲ့လုပ်ရက်တစ်ခုကြောင့်ပွဲဖြစ်နေတဲ့ပိုးချဘူခင်ရဲ့ခင်မော PK ထွန်းတို့ရဲ့တင်။ဒဲဆူငိန်တို့အော့ဆူဖွဲကတင်းထုတ်ခဲ့တဲ့ JK Sophia နဲ့ပေါင်းပါများရဲ့အသံဖိုင်နဲ့ဓာတ်ပုံပေါ်ထွက်လာတဲ့တင်။မြန်မာနိုင်ငံကလူတွေကိုတရောက်သိန်းတစ်သောင်းခွဲပေးမယ်ဆိုတဲ့ကိုထွန်းခင်ကိုမယုံသင့်ကြောင်းပြောရတာကနေပွဲဖြစ်နေတဲ့မိချိုရဲ့တင်။ အိန္ဒိယနိုင်ငံမှာဈေးကူသားမှုခံယူမှုအောင်မြင်ကမြန်မာနိုင်ငံကိုပြန်ရောက်လာပြီးနောက်ဇက်သပင်လောကတွေပြန်လာတော့မယ်စွမ်းစာနေရတဲ့တဲ့ရင်ပါဝင်မြန်မာနိုင်ငံကအခြားမင်းသားတွေနဲ့မတူတဲ့နေတိုးရဲ့အချင်းစာရိတ်တာနဲ့စိတ်ထားကိုခုလိုပြောလာတဲ့နေရှိသေးအောင်ရဲ့တဲ့ရင်ကိုရှုစားရမှာဖြစ်ပါရဲ့ရှင် သိန်းစုငင်းကိုအုပ်စုဖွဲ့ကတင်းထုတ်ခဲ့တဲ့ JK ဆိုဖီယာနဲ့ပေါင်းပါများရဲ့တန်ဖိုင်နဲ့ဓာတ်ပုံထွက်ပေါ်လာမင်္ဂလာပါပရိသတ်ကြီးရှင်အလောင်းမေလောကမှာရောနုပညာလောကမှာပါထွန်းလင်းတောက်ပနေတဲ့ခြေတွင်ဖြစ်တဲ့သိန်းစုငင်းတရားတင်းဖြင်းဘလုံမုံတိမှုတွေကိုရင်းဆိုင်ကြုံတွေ့နေရတဲ့နောက်ွယ်ကအကြောင်းကိုပြောပြသွားမှာဖြစ်ပါရယ်ရှေးမှတစ်မျိုးနောက်ွယ်မှတစ်မျိုးလောရက်တွေကြောင့်စင်မကောင်းဖြစ်နေရတဲ့သိန်းစုငင်းရဲ့ဖြစ်ပျက်တွေဟာခုဆိုရင်လူမှုကွန်ရက်ပေါ်မှာအတော်လေးကိုမှခရရဲ့ဆိုင်နေပါရယ် လွန်ခဲ့တဲ့ရက်ပိုင်းလေးမှာပဲသတင်းတောင်နှစ်ယောက်ကသိဆုငင်းကိုလူသိရှင်ကြားရုံးနေဆိုပြီးတော့တုံးနေပြောဆိုခဲ့တဲ့အတွက်အကြီးအကျယ်ဝေဖန်ခံရပြီးနောက်ဆုံးမှာတော့သူတို့ရဲ့လုပ်တွေပါပြုတ်သွားတဲ့အခြေဖြစ်ခဲ့ရပါတယ်။ဒီကိစ္စမှာပြီးသေးဘူးခုတကမှာတော့ပို့ပြီးဆိုတဲ့အခြေအနေတခုဖက်ပြလာခဲ့ပြန်ပါတယ်။အဲ့ဒါကတော့နမေကြီး Miss Wear မြန်မာ2025လမယ်တယောက်ဖြစ်တဲ့ JK Sophia ရဲ့ admin ဖြစ်တဲ့ Messenger group တခုကနေတဲစုငင်းကိုအုပ်စုဝဲပြီးတော့တင်းထုတ်ထားတဲ့ screenshot တွေနဲ့အသံဖိုင်တွေပေါက်ကြားလာခဲ့တာပါပဲ။ ဒီပေါက်ကြလာတဲ့စကရင်ရှော့တွေထဲမှာဆိုရင်နေခဲ့ဆိုတဲ့အကောင့်ပိုင်ရှင်ကသိစုငိမ့်ကိုပြပြဆိုတဲ့သုံးလုံးမျိုးနဲ့မှုချိုးမြချိုးပြောဆိုပြီးတော့အလုံးအမင်းစော်ကားထားတာကိုတွေ့ရပါတယ်။ဒါလူတယောက်ရဲ့ဂုဏ်သိက္ခာကိုလူအများကြားမှာတမင်တကာနင်းချေဖြစ်စေလိုက်တာနဲ့အတူတူပါပဲ။ဒီကိစ္စမှာဒီကေဆိုဖီယာလိုလူတည်များတဲ့သူတယောက်နမင်အောက်ကဂရုမှာဖြစ်ပျက်ခဲ့တာဖြစ်တဲ့အတွက်ပြိသက်တွေကြားမှာမကြည်နဲ့တဲ့နေပို့ပြီးတော့ကြေလောင်လာခဲ့ပါတယ်။တကယ်တော့သိစုငိမ့်ဆိုတာကဘလို main claim မျိုးလဲ။ သူမဟာအသက်16နှစ်အရွယ်ဆိုတဲ့ငလုံးငယ်ရွယ်သေးတဲ့ရွယ်မှာ Miss Grand Myanmar 2023တရက်ဖို့ကိုရရှိခဲ့ပြီးနိုင်ငံကိုယ်ကိုစောင့်နိုင်ခဲ့တဲ့ထူးချွန်ထက်မြက်တဲ့လှမယ်တယောက်ပါမြန်မာနိုင်ငံကိုစားပြုနေတဲ့နိုင်ငံတကာစင်မြင့်ထက်မှာရင်းမောင်းတန်းရှင်ပြိုင်ခဲ့ဦးတာမကသူမရဲ့အင်္ဂလိပ်စကားပြောကျွမ်းကျင်မှုနဲ့ပြိုင်ပွဲဝင်တစ်လျှောက်လုံးမှာပရိသတ်တွေကပါလေးစားအားကြရသူဖြစ်ပါတယ် ။ခြားရီမကားသေးပါဘူး။အခုဆိုရင်တော့အလှမေလောကကနေတရုတ်ဆောင်လောကတွေကိုဝင်ရောက်လာပြီးထိတ်တဲမင်းသမီးတယောက်အနေနဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေစက်တိုက်ရှိုက်ကူးနေရပြီဖြစ်ပါရယ်။ဒီလိုအချိန်တိုတွေမှာအောင်မြင်မှုတွေတစ်ခုပြီးတစ်ခုဆုတ်ခိုးလာနိုင်တာကြောင့်သူမကိုမနာလိုသူတွေအမြင်ကက်သူတွေများပြလာတာကတော့မဆန်ပါဘူး။ခြားရီမင်းမနာလိုမှုကိုခုလိုနောက်ွယ်မှာအုပ်စုဖွဲ့တင်းတုတ်တာလူအများမြောင်စော်ကားတိုက်ခိုက်တာမျိုးကတော့အလုံးမဲယူဆိုခြင်းတန်နဲ့လုပ်ရဖြစ်ပါရယ်။ ဒီကိစ္စရုံးနဲ့ပတ်သက်ပြီးတော့အတိတ်ထုတ်ခဲ့တဲ့နေခန့်ဆိုတဲ့သူကလူသိရှင်ကြားတောင်းပန်စာထုတ်ပြန်ခဲ့ပေမဲ့လည်းပြည်သက်များစုကတော့သူ့ရဲ့လုပ်ရပုံမှာခွင့်မလွတ်နိုင်ကြပါဘူး။ဒီချိန်ထဲမှာပဲ JK Sophia ပုံမှာလည်းဝေဖန်မှုတွေပြင်းထန်နေပါရယ်။ကိုယ့်ရဲ့ fan group မှာကို fan ကတခြားလာမယ်ကိုဒီလောက်ထိစော်ကားမော်ကားပြောဆိုနေတာကိုမထင်သိနိုင်ခဲ့တဲ့အတွက်သူ့မှာလည်းတာဝန်မကင်းဘူးလို့လူတွေကရှုမြင်နေကြပါရယ်။ ကိုဖန်တွေကိုကိုရိုင်းကအားကြရဲလေးစားတော့ဆိုပြီးတော့ inspire လုပ်ရမယ့်အစားအခုလိုတင်းတော့အမုန်းပွားစေတဲ့ပဝင်းခြေတစ်ခုကိုဖန်တီးထားသလိုဖြစ်နေတယ်ဆိုပြီးတော့လည်းပြပင်းထထန်ထောက်ပြဝေဖန်ကြတာကိုတွေ့ရပါတယ်တဲ့ဆူငယ်ဘက်ကတော့သူမရဲ့ခန်းစားချက်ကိုရှေ့မှာတော့ချိုးပြီးနောက်ွယ်မှာခုလိုလုပ်နေတာတွေကိုမြင်ရတော့ပင်ပန်းမှာပဲအပင်ပန်းစီခြင်းမှုဆိုပြီးတော့ရင်းချက်စွာတုတ်ပြန်ခဲ့ပါတယ်ဒီဖြစ်စဉ်တစ်ခုလုံးကိုကြည်ချင်းအဖြစ်လူတယောက်ရဲ့အောင်မြင်မှုကိုအပြော်ရွှင်နိုင်မင်းနဲ့မနာလိုဝင်တော်စိတ်နဲ့ဖြည့်ဆည်းဖို့ကြိုးစားနေတဲ့သူတွေရဲ့စိတ်ဓာတ်ကိုရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်မှာဖြစ်ပါတယ် ရိတ်သက်ကြီးနေနဲ့ရောဒီကိစ္စပေါ်မှာဘယ်လိုမျိုးသုံးသပ်မိကြလဲဆိုတာကိုမတ်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ရှင်ဆိုင်ဝင်နှန်းပေါ်ပြုတ်မှုခဲ့တဲ့လှုပ်ရက်တစ်ခုကြောင့်ပွဲဖြစ်နေတဲ့ပိုးကြောင်ပြုခင်ရဲ့ခင်မောပီကေထွန်ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့လူမှုကွန်ရက်ပေါ်မှာပွဲဖြစ်နေတာကတော့ပိုးကြောင်ပြုခင်ရဲ့ခင်မောပီကေထွန်လက်သီးဆွမ်းပြတဲ့ကိစ္စပါ လူကြိုက်များတဲ့တေဥဆောင်ပိုးကြပြုခင်ရဲ့ခင်မုန်းဖြစ်သူရတနာ PK ထွန်းစိန်ရွှေရနာဆိုင်ပိုင်ရှင်ကိုထွန်းကသူ့ရဲ့ဆိုင်ဝန်ထမ်းတို့အပေါ်မှာကိုထီလန်ရောက်ပြုမှုခဲ့တဲ့ဆိုတဲ့ပြောဆိုမှုတွေဟာလက်ရှိမှာကြကြပြက်ပြက်ကိုဖြစ်ပေါ်နေပါတယ်ဒီကိစ္စဟာတိတော့ပေါ်ကဗီဒီယိုဖိုင်လေးတစ်ခုကနေအစပြုခဲ့တာပါဖြစ်စဉ်ကတော့ရတနာ PK ထွန်းဆိုင်ဟာဝန်ထမ်းတို့ဖြစ်တဲ့စစ်သွေးရန်ကသူ့ရဲ့ TikTok အကောင့်အတွက်ဗီဒီယိုရိုက်ကွန်းနေချိန်မှာဆိုင်ရှင်ဇနီးမောင်နဲ့တမီးငယ်လေးဖွဖွေးကကင်မရာရှေ့ကိုချစ်ဆွဲရောင်းရှိလာပြီးတော့ဗီဒီယိုထဲမှာပါဝင်သွားခဲ့ပါတယ် ဝန်ထမ်းဖြစ်သူစစ်သွေးရင်ရှင်းလင်းပြောကြားကြရာသူဟာခလင်းငယ်ကိုတမင်တကာထဲသွင်းရိုက်ကိုခဲ့တာမဟုတ်ပဲခလေးရဲ့အပြုတ်မှုလေးကိုချစ်စနိုးနဲ့ဗီဒီယိုဖိုင်ချုပ်ကိုသူ့ကောက်မှာတင်ခဲ့မိရင်လို့ဆိုရင်ဒီဗီဒီယိုဟာလူမှုကွန်ရက်ပေါ်ရောက်ရှိသွားတဲ့အချိန်မှာတော့ခလင်းမိခင်ဖြစ်သူမတ်ပိုးကြပြုခင်ကသူ့တမင်ငယ်နဲ့ပတ်သက်ပြီးတော့ TikTok မြိုင်ကိုပေါ်ဝန်ထမ်းတွေကိုသတိပေးခဲ့ကြအောင်အဲ့လိုမျိုးလေးသိရှိရပါတယ်ဒီပုံမှာနှုန်းတစ်ဖက်ကြားနေငယ်စကားချေတင်ဖြစ်ခဲ့ပုံရပြီးဝန်ထမ်းဘက်ကလည်းသူ့အခြေအနေကိုပြန်လည်ရှင်းပြခဲ့တယ်လို့ဆိုရင် အဲဒီနောက်တနေ့မှာတော့ဖခင်ဖြစ်သူကိုပီကေထွန်ဆိုင်ကိုရောက်ရှိလာခဲ့ပြီးသူစနီးနဲ့သမီးကိုပြန်လည်ပြောဆိုခဲ့တဲ့ဆိုတဲ့အကြောင်းပြချက်နဲ့ဝန်ထမ်းစစ်သွင်းရန်ပေါ်မှာကိုထီလင်းရောက်ပြုတ်မှုခဲ့ကြောင်းထို့နောက်အလုံးမှလည်းရစဲခဲ့ကြောင်းစစ်သွင်းရန်ကသူ့ရဲ့လူမှုကွန်ရက်မှာဗီဒီယိုဖိုင်နဲ့တကွဖော်ပြခဲ့ပါတယ်။ဒါ့အပြင်ပီကေထွန်ကသူ့မိသားစုကိုပါထိခိုက်အောင်ပြုလုပ်နိုင်ကြောင်းပြောဆိုခဲ့တယ်လို့လည်းထပ်မံပြောထားတာကိုတွေ့ရပါတယ်။ဒီဖြစ်စဉ်မှာတခြားဝန်ထမ်းတို့လည်းအလုံးမှရစဲခံရတယ်လို့လည်းသိရပါတယ်။တကယ်တော့အစောပိုင်းကောင်းလေးရဲ့ပြဿနာကပီကေထွန်ညမရှင်းလို့ပြီးသွားတဲ့အချိန်မှာ ဆိုင်ရကောင်မလေးကပြဿနာတနေချိန်သူကိစ္စကိုပါယရနာ PK ထွန်းဆိုင်ပိုင်ရှင်ထွန်းထွန်းဟင်းခေါ် PK ထွန်းကသူ့ကိုလုတ်တယ်လို့ဆိုရင်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လူမှုကွန်ရက်သုံးဆွဲမှုကြားမှာအမြင်သဘောထားနှစ်မျိုးကွဲလွဲခဲ့ရပါတယ်အချို့ကလည်းအလို့ရှင်နဲ့အလို့သမားကြားမှာပြန်လည်လေးစားမှုရှိတဲ့နဲ့အလို့ရှင်ရဲ့မိသားစုဝင်ကိုအတုံးပြုပြီးတော့နောက်ပိုင်းမှာအလို့ရှင်ကိုပြန်လည်ပြောဆိုတာဟာဝန်ထမ်းတယောက်အနေနဲ့မသိလျော်ဘူးလို့လည်းမှတ်ချက်ပေးကြပါတယ်သို့တော့လူအများစုကတော့အလို့ရှင်နေတဲ့ဝန်ထမ်းပေါ်မှာ စီမင်းစည်းကမ်းနေတဲ့ညီအလုံးမရက်စဲပိုင်ခွင့်ရှိပေမဲ့လူအများရှိမှကိုထီလျောင်ပြုံမတော့မိသားစုနဲ့ပတ်သက်ပြီးတော့မသိလျော်တဲ့စကားလုံးတွေတုံးဆွဲတာဟာလုံးဝမဖြစ်တဲ့အပြုတ်မှုဖြစ်ပြီးအလို့ရှင်တရားရင်အခွင့်အရေးကိုမှားရင်းစွာအသုံးပြရရောက်တယ်လို့ပြင်းထန်စွာဝေဖန်နေကြပါတယ်။မိတော့ပင်ဖြစ်စေကိုထီလျောင်ဖြည့်ရှင်းခြင်းဟာမိဒီအကြောင်းပြချက်နဲ့မှမသိလျော်ကြောင်းကိုထောက်ပြပြောဆိုနေကြပါတယ်။တကယ်တော့ပိုးချပြခင်တို့ဇနီးမောင်ဟာမကြသေးခင်ကလည်းဝန်ထမ်းတို့ရဲ့ရိုးသားမှုမရှိတဲ့လောက်ရဲ့ကြောင့်ပစ္စည်းဆုံးရှုံးမှုနဲ့ကြုံတွေ့ကြရပါတယ်။ အခုဒီချိန်မှလည်းဝန်ထမ်းနဲ့ပတ်သက်ပြီးပြဿနာထပ်မံပေါ်ပေါက်ခဲ့တာဖြစ်ပါရင်ဒီဖြစ်စဉ်ကိုခြုံငုံသုံးသပ်ရမယ်ဆိုရင်အလို့ရှင်နဲ့အလို့သမားကြားမှာဆက်ဆံရင်စိတ်ခံစားမှုတွေကိုထိန်းချုပ်နိုင်စွမ်းနဲ့ပြဿနာတွေကိုဖြေရှင်းတဲ့နည်းလမ်းတွေနဲ့အရေးပါမှုတွေကိုမီးမောင်းထိုးပြနေခဲ့ပါရင်အလို့ရှင်ဘက်ကရောဝန်ထမ်းဘက်ကပါတုံးနဲ့တုံးနားလည်မှုလေးစားမှုတွေကိုအခြေခံပြီးဆက်ဆံဖို့လိုအပ်ခဲ့ကြောင်းဒီဖြစ်ရပ်ကတက်တည်ပြနေပါရင်ပြည်သူကြီးအနေနဲ့ကရောဒီကိစ္စပေါ်မှာဘယ်လိုသဘောထားရှိပါသလဲနှောင်းနှစ်ဖက်ရဲ့အခြေအနေပေါ်မှာဘယ်လိုသုံးသပ်မိပါသလဲ မှန်ကန်မြတ်တာနဲ့ဖြည့်ရှင်းမှုတစ်ခုကဘယ်လိုဖြစ်တင်တယ်လို့ထင်မြင်မိပါသလဲမိမိတို့ရဲ့အမြင်လေးကိုပြောပြသွားကြပါအောင်ရှင်မြန်မာနိုင်ငံကသူတွေကိုတရားတပင်ခွဲပေးမယ်ဆိုတော့ကိုထုံးကျင်ကိုအင်ဆောင်ပြောရကနေပွဲဖြစ်နေတဲ့မိချို့အားလုံးပဲမင်္ဂလာပါ The Celebrity New Page ကနေပြန်လည်ကားကြိုဆိုလိုက်ပါရစေ အမေရိကမှာနေတိုင်းနဲ့ကိုထွန်းခင်တဲ့ခေါင်းတို့ကပရိုက်တာတွေကိုလုံနေတာလို့သူတို့ကိုလေးစားတဲ့သူတွေပေါ်များပါရယ်ဒါပေမဲ့နောက်ပိုင်းမှာတော့သူတို့စုံတွေဟာစီးပွားရေးဆန်လာခဲ့ပြီးအားပေးသူတွေများလာခဲ့ချိန်မှာစားတောက်ဆိုင်တွေကိုပါဖွင့်လာခဲ့ပါရယ်ကြပြင်အမေရိကန်ထီကိုလည်းထိုးထားပြီးတော့ထီပေါက်တဲ့အခါမှာမြန်မာပြည်သူတွေကိုခွဲဝေပေးမယ်ဆိုတဲ့အထည်ဖြစ်လာခဲ့ပါရယ်သူတို့ကိုအားပေးတဲ့သူတွေကနေတယောက်ကို3000ကျွဲစီပေးမယ်လို့ပြောတာကြောင့်ဒီငွေကိုမမောသူတွေများပြားရှိပါရယ် အာဆိုပါမလှုပ်ရှားမလို့ပဲနဲ့ကိုထိုးကင်တို့ကိုအားပေးနေုံနဲ့တင်တိတ်တောင်ခွေရနိုင်မယ်ဆိုပြီးကိုထိုးကင်တို့ကိုကျေးဇူးရှင်ဖြစ်မြင်လာကြပါရဲ့ထီတို့ဖို့လေငွေပေးเสียမလို့ပဲနဲ့ထီပေါ့ရင်ငွေပါခွဲဝေပေးမယ်ဆိုတာကြောင့်သူတို့ကိုတာရုခေါ်သူတွေရှိခဲ့ကြပါရဲ့နိုင်ငံသားမှနေထိုင်ပေမဲ့လည်းမြန်မာပြည်သူတွေကိုပြန်ကြည့်ရဆိုပြီးတော့အားပေးခဲ့ကြတာပါထီအားထိုးလာခဲ့တာကြပါပြီဖြစ်ပေမဲ့အခုထီလေတစ်စိမ့်တစ်ခါမှမပေါက်သေးပါဘူး ကိုတိုကင်နဲ့ခါဦးတို့ကပေါက်နိုင်မှုခက်ခဲတဲ့ထီကိုထိုးပြီးမြမပြည်သူထံကနေအမျက်ထုတ်နေတာပြစ်စာပြောလာသူကတော့မိချိုဖြစ်ပါရည်မိချိုကကိုတိုကင်နဲ့ခါဦးတို့ရဲ့လက်ွက်တွေကိုနားလဲပြီးထီပေါက်ရင်တိန်တသာခွဲပြီးတော့ဝယ်ပြီးမယ်ဆိုတာမဖြစ်နိုင်ကြောင်းချက်ကြလက်ကြထောက်ပြလာခဲ့ပါရည်အဲဒါကြောင့်ကိုတိုကင်နဲ့မိချိုကြားမှာလည်းပုတ်တိုင်းမှုတွေဖြစ်လာခဲ့ပါရည်မိချိုကတော့မြန်မာနိုင်ငံကလူတွေကိုလိမ်စားမခံရအောင်တတိပေးနေတာဖြစ်ပြီးထီပေါက်ရင်တိန်တသာခွဲစီပေးမယ်ဆိုတာဘယ်လိုမှဖြစ်နိုင်မှုလို့ဆိုပါရည် ါကြောင့်လဲဆိုတော့အမေရိကန်ဒီမှာအမြင့်ဆုံးဖြစ်တဲ့ဂျက်ပေါ့စုကိုပေါက်ဖို့ဆိုတာအရင်ခက်ခဲတဲ့အရာဖြစ်ပါတယ်။ကန်လော်ကောင်းပြီးတော့ထိပေါက်သွားခဲ့ရင်တောင်ပေါက်လာတဲ့ငွေတွေကိုအခွန်စာရအောင်မှဖြစ်ပြီးငွေကအနည်းငယ်ပဲကျန်တော့မှဖြစ်ပါတယ်။ကျန်တဲ့ငွေတွေကနေလည်းညီမပြည်သူတွေကိုတယောက်ကိုသိန်းတစ်သောင်းခွဲပေးမယ်ဆိုတာဘလို့မှမဖြစ်နိုင်သလိုခွဲပေးဖို့အတွက်လုံလောက်တဲ့ငွေမဟုတ်ကြောင်းမိချိုကပြောလာခဲ့တာပါ။ဒီပိုင်းသူတို့ကငွေမယူဘဲနဲ့အလုံးကိုခွဲပေးမယ်ဆိုတာကလည်းပို့ပြီးတော့ဖြစ်နိုင်တဲ့အရာလိုဝေဖန်နေကြပါရဲ့ ရိုက်တာလုပ်မယ်ဆိုရင်တည်တယ်လုပ်တာပဲကောင်းမွန်ပြီးတော့သူတမောင်းထံကနေပြန်လို့ချင်းစိတ်နဲ့လုပ်တာကတော့မကောင်းဘူးလို့ပြောထားပါတယ်။ထီယာပေါ့ဖို့မလွယ်ကူကြောင်းကိုကိုထိုးခင်တို့ကိုရိုင်းကလည်းသိထားပြီးအခုတည်းနဲ့ထီကမပေါက်လာသေးပါဘူး။ဘယ်တော့မှပေါင်မဲမတည်တဲ့ထီကိုမျော်လင့်ရှင်းတဲ့ကိုထိုးခင်တို့ကမြန်မာပြည်သူတွေရဲ့ကျေးဇူးရှင်ကြီးလို့ဖြစ်လာပြီးဆိုရှယ်မီဒီယာကနေရရင်အမျက်ဝင်ကိုလည်းချသွားခဲ့ကြပါတယ်။မြန်မာလူမျိုးတွေကတော့အယုခံသဘောနဲ့ထင်ကြပေမဲ့လက်ွက်တွေရှိနေကြောင်းကိုမိချိုကပြောပြလာခဲ့တာပါ။ မိချိုကတတိပေးနေပေမဲ့တစ်ဖက်မှာတော့မိချိုကမနာလိုလိုပြောတာပါဆိုပြီးတော့ပြောဆိုခံနေရပါတယ်။ကိုတွန်းခင်တဲ့ခါဦးတို့ကပရာဟိတာတွေကိုလုံနေတာမှန်ပေမဲ့အခုနောက်ပိုင်းမှာတော့ယူသားတဲ့မြန်မာတွေထံကနေအားပေးမှုကိုလှည့်စားပြီးတော့ယူနေတယ်လို့ပြောခံနေရပါတယ်။သူတို့ရဲ့တထောင်နဲ့တမင်းဆိုင်ကြောင်အခြေခံလူရင်းစားတွေကစာဝတ်နေရေးအဆင်ပြေတာကိုကျေးဇူးတင်ကြပေမဲ့အကောထုခင်တို့ကစားတော့ဆိုင်ကြီးတွေကိုပါပွင့်လှစ်ပြီးတော့စီဝါရေးတွေပါလုပ်နေကြတာပါ။ ပေါဖို့မလဲကိုရဲထီစုကြီးပေါက်ခဲ့ရင်အသိနဲ့တောင်းခွဲပေးမယ်ကိုထွန်းကင်တို့ဘက်ကနေရက်ဒီမာလာဒါမှမဟုတ်မြန်မာရီလေးဆောင်ခင်ရအောင်တတိပေးနေတဲ့မိချုပ်ကဘက်ကနေအားပေးမာလာဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်တရှူအားပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ် အိန္ဒိယနိုင်ငံမှာစေကုသမှုခံယူအောင်မြင်ကမြန်မာနိုင်ငံကိုပြန်ရောက်လာပြီးတဲ့နောက်ဇာတ်သမင်လောကရဲကိုပြန်လာတော့မဲ့စွမ်းစာနေပြည်သက်ကြီးတို့ရဲ့မင်္ဂလာပါရှင်ဒီနေ့မှာတော့မြန်မာဇာတ်သမင်လောကကိုချစ်မြတ်နေကြတဲ့ပြည်သက်တွေအတွက်အလိုမဲဝမ်းမြောက်ကြည်နူးစရာသတင်းကောင်းလေးတစ်ခုကိုမျှဝေပေးခြင်းပါတယ်ဒါကတော့တချိန်ကဇက်ခုံပေါ်မှာတောက်ပခဲ့တဲ့ကျေတပွင့်ကျမ်းမာရေးအခြေအနေကြောင့်ပြည်သက်တွေနဲ့ဆက်သွယ်ပြတ်သွားခဲ့တဲ့ဇမင်သားချော်လေးစွမ်းစာနေတရားအိန္ဒိယနိုင်ငံမှာအသင်းစားထုတ်ခွဲစေကုသမှုခံယူခဲ့ရမှာအောင်မြင်စွာနဲ့ ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်းမြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာပြီဖြစ်တဲ့အကြောင်းနဲ့သူချင်းရတဲ့ဇက်သမင်လောကရဲ့ကိုမကြခင်မှာပြန်လည်ဝင်ရောက်လာတော့မယ့်အကြောင်းပဲဖြစ်ပါရဲ့ရှင်။စွမ်းစာနေရဲ့ဘဝအကြောင်းကိုပြန်ကြည့်မယ်ဆိုရင်တော့တကယ်ကိုမှရုပ်ရှင်တကားလိုပါပဲ။သူဟာအတိတ်အချိန်ကမြန်မာနိုင်ငံအောင်မြင်ဆုံးချမ်းသာဆုံးဇက်မင်သားတို့ဖြစ်ပါရဲ့။သူရင်ခန်းကန်းချုံမော်ရဲ့ရုပ်ရင်းပရိသတ်တွေကိုဖန်ဆားနိုင်တဲ့အမှုရာနဲ့အမှုပညာဆိုင်ရာတွေကြောင့်အမျိုးသမီးပရိသတ်တွေရဲ့အသေးစွဲဖြစ်ခဲ့ရပါရဲ့။ စွမ်းစာနီပါဝင်ကပြတဲ့ဇပွဲတွေမှာဆိုရင်ကြိတ်ကြိတ်တို့ကိုစီကားပြီးသူ့ကိုမြင်ရအောင်နဲ့ငုတ်တုတ်မိလိန်ကြောင့်သွားတဲ့ပရိသတ်တွေတောင်ရှိခဲ့မှုတယ်လို့ဆိုကြပါရင်တိန်းတထောင်ဆိုတာကသူတို့အတွက်တညဆောင်ဝင်ဝေးတာရှိခဲ့ပြီးတော့ရွှေငွေကတိုက်ပေါင်းများစွာကိုပိုင်ဆိုင်ခဲ့တဲ့ဘဝရဲ့အမြင့်ဆုံးကိုရရှိခဲ့ပါရင်ဒါမဲ့လည်းဒီလိုကြီးမားတဲ့အောင်မြင်မှုရဲ့ဒဏ်ကိုသူမခံနိုင်ခဲ့ပါဘူး။ပျော်ပါတောင်ဆောင်မှုတွေမတုံးဆွဲတဲ့နေရာတွေကိုတုံးဆွဲမှုတွေကြောင့်သူ့ရဲ့ဘဝဟာတစ်ပြေးပြေးပြောင်းလဲသွားခဲ့တာပေါ့။ တရက်ကိုရမကနှလုံးလောက်ဂျီမီယောမဲတောက်သုံးနေတာရင်တခြားစိတ်ကိုပြောင်းလဲစေတဲ့ရာတွေသုံးဆဲနေတာအကြောင်းသူ့ရဲ့ကျန်းမာရေးဟာဆွံ့ရွာစွာထိခိုက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့အသိန်းဟာပုံမှန်ထက်60လောက်ကြီးလာတဲ့အသိန်းရောဂါတွေပြင်ပေါင်တွေကအကျော်တွေပါပြတ်တဲ့ရောဂါတွေပါခံစားလာရပြီးတော့ဇက်ခုံပေါ်မှာလှလပပကပြခဲ့တဲ့မင်းသားတယောက်ဟာလမ်းတော်မလျှောက်နိုင်တော့ဘဲဗိန်းတက်ကလတ်ထိုင်းနဲ့ဘွားကိုဖျက်ဆီးရတဲ့အထိဖြစ်ခင်ရပါတယ်။ဒီလိုအချိန်မှာသူဟာစူးစမ်းထားသမျှပိုင်ဆိုင်မှုတွေအားလုံးကိုကုံဆုံးသွားခဲ့ပြီး ဈေးကူတာဖို့အတွက်ငွေကြေးမတက်နိုင်တဲ့အခြေအနေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။အသင်းစားထုတ်ကူတာဖို့အတွက်သိန်းတစ်ထောင်ကျော်ကုန်ကျမှာဖြစ်တဲ့အတွက်စောဝိုင်းမှာဆွမ်းစာနေတဲ့အိန္ဒိယနိုင်ငံကိုဈေးသွားမကုန်နိုင်ပဲမျှောင်းလင်းချက်မဲ့နေခဲ့ပါတယ်။ဒါပေမဲ့သူ့ကိုချစ်တဲ့ပရိသတ်တွေနဲ့အမှုပညာပေါင်းသမားတွေကတော့သူ့ကိုလက်မလော့ခဲ့ပါဘူး။အလုံးရဲ့ဝမ်ဝကူညီမှုနဲ့ဒူဆွမ်းစာနီဟာအိန္ဒိယနိုင်ငံကိုတောင်းရောက်ပြီးတော့အသင်းစားထိုးခွဲစိတ်ကူတာဖို့ခံယူခဲ့ရပါတယ် အခုတော့အဲ့ဒီခွဲစိတ်ကုသမှုကြီးကအောင်မြင်စွာပြီးဆုံးသွားပြီဖြစ်ပြီးအားလုံးတော့ဝမ်းသာစရာအကောင်းဆုံးကတော့အရင်ကလမ်းမလျှောက်နိုင်ခဲ့တဲ့စွမ်းစာနေဟာခုခါမှာတော့ကိုချရာပေါ်ကိုရက်ပြီးတော့လမ်းပြန်လျှောက်နိုင်ခဲ့ပြီဆိုတဲ့ချက်ပါမယ်မြန်မာနိုင်ငံကိုကျမ်းမာစွာနဲ့ပြန်လည်ရောက်ရှိလာပြီဖြစ်တဲ့စွမ်းစာနီကသူ့ကိုကူညီခဲ့ကြတဲ့ပရိသတ်တွေရဲ့ကျေးဇူးကိုအတိမတ်ပြည့်တဲ့အနေနဲ့သူကိုယ်တိုင်မျက်နှာနဲ့အမှုပညာလောက်ကိုပြန်လည်လောက်ကင်တဲ့အတွက်မကြာခင်မှာသတ္တမေလောကတွေကိုပြန်လည်ဝင်ရောက်လာတော့မှာဖြစ်ကြောင်းကိုပါတရင်ကောင်းပါလိုက်ပါတယ် ဘဝရဲ့အနေမျိုးကိုအပြည့်အဝဖျက်သိမ်းခဲ့ရပြီးတဲ့နောက်မှာတော့ဒုတိယအခွင့်အရေးတစ်ခုကိုပြန်လည်ပိုင်ဆိုင်ခဲ့တဲ့စွမ်းစာနီးရဲ့ဘဝစံတောင်းကတကယ်ကိုမှအားကျစရာနဲ့သင်ခန်းစာယူစရာပါပဲ။ပရိသတ်ကြီးတို့ကရောဇက်ခုံဘဝကိုတကြောပြန်ရောက်လာတော့မယ်။မင်းသားစွမ်းစာနီးရဲ့အနုပညာတွေကိုကြည့်ရှုဖို့ရင်ခုန်နေကြပြီလား။သူရဲ့ဒုတိယအနုပညာခေလန်အတွက်ဘလို့စကားလေးနဲ့ဆူတောင်းပေးခြင်းလဲဆိုတာကို comment မှာရေးခဲ့ကြပါအောင်ရှင်။ မြန်မာနိုင်ငံကအခြားမိသားစုနဲ့မတူတဲ့နေတို့ရဲ့ကျင်းစာရေးတိုင်းနဲ့စိတ်ထားကိုပြပြလာတဲ့နေရှိတရားပြည်သက်ကြီးတို့ရဲ့မင်္ဂလာပါရှင်ဒီနေ့မှာတော့မြန်မာနုပညာလောကရဲ့ထိတ်ဆုံးမှစိတ်ဆိုးနေတကုကြောတိုင်အောင်အခမ်းအမရက်တည်နေတဲ့ပြည်သူ့ချင်းမင်းသားအကယ်ဒမီများရှင်နေတို့ပေါ်မှာမြန်မာနိုင်ငံရဲ့ထိတ်တန်းတိုင်းဝိုင်းကဩစာရှိပုဂ္ဂိုလ်တဦးဖြစ်တဲ့နေရှိတရားကသူ့ရဲ့ပုဂ္ဂိုလ်ရဲ့အမည်ကိုအသိစိတ်ထုတ်ဖို့ပြောကြားလာခဲ့ပါတယ်နေရှိတရားဆိုတာကတော့အာလုံးသိကြတဲ့အတိုင်းမြန်မာနိုင်ငံမှာနောက်ကန်အင်အားရော ဝေကြီးစီစဉ်ဥစ္စာပါအလွန်တောင့်တင်းခိုင်မာပြီးလူငယ်စီဝါရေးလုပ်ငန်းရှင်တို့ပြည်လဲအောင်မြင်နေသောသူရဲ့လူမှုပတ်ဝန်းကျင်ရာအမှုပညာရှင်များစွာနဲ့ရင်းနှီးကြဝင်ပြီးသူတို့ရဲ့အတွင်းရေးတွေကိုသိရှိနိုင်တဲ့ခွင့်ရရှိသူတယောက်လို့ဆိုနိုင်ပါတယ်ဒီလိုထိတ်တဲအမှုပညာရှင်တွေအများကြီးတဲ့ကမှမင်းသားနေတို့တယောက်တည်းကိုသာကွက်ပြီးတော့လေးစားအားကြရခြင်းရဲ့နောက်ွယ်ကအကြောင်းရင်းတွေကတော့တကယ့်ကိုနည်းနည်းပြီးတော့အမှတ်သားစရာကောင်းလာပါတယ် ပထမဆုံးအနေနဲ့နေတိုရဲ့နုပညာပေါ်ထားတဲ့စိတ်ထားနဲ့ professional ပြီးသားမှုကိုနေရှိသေးအောင်ကလေးစားတယ်လို့ဆိုပါရီနေတိုကအလုပ်တစ်ခုကိုလက်ခံပြီးဆိုရင်အကောင်းဆုံးဖြစ်အောင်ခြေပေးစေတနာထားလို့ဆောင်တဲ့တော့ပါတရုတ်ဆောင်ပိုင်းမှာဆိုရင်လည်းဟာသာစေယုတ်ကနေရင်းနှီးအောင်ခန်းစားရတဲ့ drama တီ action စက်ကျန်းတွေကနေနူးညံ့သိမ်မွေ့တဲ့ချစ်ဆက်လန်းတွေအထိဘလို့ character မျိုးမစုံပိုင်ပိုင်နေနေတရုတ်ဆိုင်နေတာကြောင့်စေယုတ်မရွေတဲ့မင်းသားလိုတောင်မှတင်ဆောင်ခေါ်ဝေါ်ကြပါရီ ရှိုက်ကွင်းပေါ်မှာလှုပ်ဖော်ကန်ဘက်တွေပေါ်မှာကုညီဖေးမတက်တဲ့စိတ်ဓာတ်နဲ့မီဒီယာတွေနဲ့ဆက်ဆံရေးမှာပြည်ပြမှုတွေကသူတို့နုပညာလောကမှာရဲသူမရှိဘဲနဲ့လူရှိလူခင်ပေါ်များစေတဲ့အဓိကတော့ချက်တွေပါပဲဒီချက်တွေကိုနေရွှေတရားကသဘောကျတယ်လို့ဆိုပါတယ်ဒုတိယချက်ကတော့နေတို့ရဲ့ပုံကိုယ်ရေးဘဝကိုစံပြအနေနဲ့တိစောက်ထားနိုင်ခြင်းဖြစ်ပါတယ်အနုပညာလောကရင်သွေးဆောင်မှုတွေကြားမှာကိုယ့်ကိုယ်ထင်သိမ့်နိုင်ဖို့ဆိုတာအလွန်ခက်ခဲပါတယ်ဒါပေမဲ့နေတို့ကတော့နှစ်ပေါင်းများစွာတိုင်အောင်မိမကိစ္စအရှုပ်ရှင် ငွေကြေးလိနေမှုစတဲ့ဘလို့အမင်းဆက်မှာမရှိအောင်သူ့ရဲ့ကုန်တင်ကိုဖြူစင်တန်ရှင်းစွာထိမ့်သိမ်းထားနိုင်ခဲ့ပါတယ်။ဒါကသူ့ရဲ့ကိုချင်းတရားကောင်းမွန်မှုနဲ့ခိုင်မာတဲ့စိတ်ဓာတ်ကိုမိမောင်းထုတ်ပြနေပါတယ်။ဂျာပင်းလူပညာရှင်ဘွားမှာဒါမကတကယ်လက်တွေ့ဘွားမှာလည်းအင်နာအိုစီကောင်းတရားအဖြစ်ရှင်စင်းင်းနဲ့သားအပေါ်မှာအကောင်းဆုံးသောဖခင်ခင်မွန်တရားအဖြစ်တာဝန်ကြီးပွန်စွာယက်တည်နေတာကလည်းလူငယ်တွေအတွက်ဆန်ထောင်းစရာပုံရိပ်ကောင်းတစ်ခုဖြစ်လို့နေပါတယ်။နေရှိတဲ့ယောက်ကနေတို့ကိုအလွန်အမင်းလေးစားသွားခဲ့တဲ့ တတိယနဲ့အရေးကြီးဆုံးချက်ကတော့ညီရင်ဖြစ်သူမင်းသွေးဆုံးမသွားခဲ့တဲ့စာပနာမှာပြသခဲ့တဲ့သူ့ရဲ့မြုံနိုင်စရာစိတ်ထဲခိုင်မာမှုပါပဲ။ကိုယ့်ရဲ့ညီရင်တယောက်လုံးကိုရုတ်တရက်ဆုံးရှုံးလိုက်ရလို့ရှင်ကွဲချိတ်ကွဲမတဲခန်းစားနေရခြင်းပရိသတ်တွေနဲ့မီဒီယာတွေရဲ့ဝန်ရမှုကြောင့် PR တွေလွန်များနေတဲ့ချိန်မှာတော့သူ့ကိုဝန်ရနေတဲ့ပရိသတ်တူကအကွန်နီတိုပြုံးပြပါလို့တောင်းဆိုတဲ့အခါမှာနာကျင်မှုကိုမျိုးသိပ်ပြီးတော့အပြုံးတစ်ခုကိုဖန်တီးပေးနိုင်ခဲ့ပါရဲ့။ဂျာတမန်လူတယောက်တွင်ဘလုံမောင်ဖြစ်နိုင်တဲ့ချိန်မှာတော့ ပရိသတ်ပေါ်ထားတဲ့သူ့ရဲ့မေတ္တာတရားနဲ့အကောင်းမြင်စိတ်ကိုအထင်ရှားပြသလိုက်တာပါပဲ။ဒီလိုနုပညာရေးသွေးကိုချင်းတရားတည်ကြည်ခိုင်မာတဲ့စိတ်နဲ့မိသားစုပေါ်မှာတာဝန်ကျေပမှုစတဲ့ချက်တွေအလုံးပြည့်စုံနေတာကြောင့်နေရှိသေးအောင်လို့တွေးကြုံများရင်ထိတ်တန်းအတိုင်းဝိုင်းကလူတယောက်ကတောင်းမှနေတိုးကိုမြန်မာနိုင်ငံရဲ့အခြားမင်းသားတွေနဲ့မတူပဲအထူးတလည်လေးစားတန်ဖိုးထားကြောင်းထုတ်ပေါ်ပြောကြားခဲ့တာပဲဖြစ်ပါရင်ပရိသတ်ကြီးရောမင်းသားနေတိုးရဲ့ဘလို့ချက်တွေကို နှစ်သက်ဆုံး၄သားဆုံးဖြစ်မိပါတည်းသူရဲ့ဘေးစကားဘေးကာရိုက်တာကပရိသတ်တို့ရဲ့ရှင်ထဲမှာဆွဲကျင်နေခဲ့လဲဆိုတာဖြေသွားပေးခဲ့ပါအောင်ရှင်